ဘန်ကောက်မြို့ဆိုလို့ဆိုရင်တော့ပထမဆုံးလေပတ်သက်သူတွေအတွက်ကအဓိကညွန်ချင်တာကတော့ဘယ်နေရာတွေဖြစ်မလဲဆိုလို့ဆိုရင်ညဖေးရရှမ်းလိုမျိုးဂျူရီယာလိုမျိုးခေါ်တာကတော့ဝပ်ဖရာကယာလို့ခေါ်တာပေါ့နော်ဝပ်ဖရာကယာကိုအရင်ဆုံးညွှန်းချင်ပါတယ်။သူကကြောက်တော့ထိုင်းတွေရဲ့အမွေအနစ်ဖြစ်တဲ့လုံးဝထင်ကရနေရတယ်ဖြစ်တယ်။အဲ့အတွက်ကြောင့်မို့ဒီဝပ်ဖရာကယာကိုကျမတို့ကျွန်တော်တို့အရင်ဆုံးဖုံးပြတင်တယ်လို့ မုံမာထင်တယ်ဗောနော်တကယ်လို့ဘာသာမတူတဲ့သူလည်းတွားရောက်လေးလာလို့ရတယ်သူကကျတော့ဝင်ကြီး900ရှိတယ်ဗောနော်ဒုတိယနေရာကကျတော့တော်တော်များများအခုဘောရဘာသာဝင်ဆိုလို့ဆိုရင်တော့ဗောနော်တော်တော်များတွားကြတယ်တချို့ဘောရဘာသာဝင်မဟုတ်ပဲနဲ့နိုင်ငံခြားတာခရစ်ယာန်နောက်ပြီးတော့ဆိုရင်အစ္စလမ်ဘာသာဝင်ဗောနော်အဲ့လိုလူမျိုးတွေလည်းတွားပြီးတော့ထိုင်းရိုးရဝတ်စုံနေတဲ့ဓပုံရိုက်တာဗောနော်အဲ့လိုမျိုးလှုပ်ရှင်တဲ့သူတွေအတွက်ကျတော့ဒီဝါအာရွန်လို့ခေါ်တယ်ဗောနော် အာယုံဦးဖျားလို့ခေါ်တာအဲ့အာယုံဦးဖျားကိုကျမတို့တွားရောက်လဲပတ်တင်တယ်သူကထိုင်းနိုင်ငံမှာနာမည်ကြီးတယ်ပြီးရပြီးတော့အထင်ကြီးလည်းဖြစ်တဲ့အပြင်ကမှဒီဆိုရှယ်မီဒီယာမှာတတော်ကမှဆယ်လီရီတတိုင်းနဲ့ရေပန်းစားနေတဲ့လူရဝတ်စုံလေးတွေနဲ့တပုံရိုက်တဲ့နေရာပေါ့နော်အဲ့ဒါကြတော့ what a room ပဲဖြစ်ပါတယ်ဖျားတွေဖူပြီးွားပြီဆိုလို့ရှိရင်ကျမတို့ဘယ်ကိုတွားလို့တင်လဲဆိုလို့ရှိရင်တကယ်လို့ စနေတနင်္ဂနွေနေ့တိုက်တယ်ဆိုလို့ဆိုရင် Sunday market ပေါ့နော် Sunday market ဆိုလို့ဆိုရင်စတုချက်ပေါ့နော်စတုချက် market ကိုလည်းတွားရောက်လေပတ်တယ်နော်သူကြတော့အခုဒီနောက်ပိုင်းမှာပေါ့နော်တလားလောက်ပဲရှိအောင်မဲ့ထပ်ပြီးတော့ပြန်ပြီးတော့ night market လို့ပုံစံမျိုးပေါ့နော်စနေတနင်္ဂနွေကိုညဘက်ထိဖွင့်တာပေါ့နော်အားလေးဒီပါလုပ်ပြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Sunday market ကိုလည်းတွားတင်တယ်လို့မုံမထင်သူကကြတော့စတုချက်မှာရှိတာပေါ့နော်စီကတော့သူလည်းနာမည်ကြီးတယ်ပေါ့နော်ဒါပထမဆုံးလာတဲ့သူတွေအတွက်ကိုပေါ့နော်မုံမညွှန်းချင်တာပေါ့နော်နောက်ထပ် တတမမီလေးတွေပါလာတဲ့မမိသားစုဆိုလို့ဆိုရင်ဘယ်နေရာသွားလဲသိနေဆိုလို့ဆိုရင်တော့ထိုင်းနိုင်ငံမှာအကြီးဆုံးကစားဝင်းဖြစ်တဲ့ Dream War Dream War လဲလုံးဝအထင်ကရပါဘောနော်သူကအေကအများကြီးကမှကစားစရာပေါင်းစုံတနေကုန်လေပတ်တယ်ဘောနော် အဲ့လိုမျိုးအရင် happy wall အကြီးလို့ပုံစံမျိုးပေါ့နော်ရှိတဲ့ twin wall ကိုလည်းတွားရောက်လဲပတ်တင်နေတချို့တစ်ချိန်လည်းမကောက်ဘူးနှစ်ချိန်လည်းမကောက်သုံးချိန်မကောက်ဘူးကစားဖို့အတွက်ကိုအချိန်ချင်းရောက်တဲ့သူတွေလည်းရှိတဲ့ twin wall မှာပေါ့နော်ကစားစရာအစ်စ်တွေလည်းအများကြီးသူတို့ထပ်ပြီးတော့ချဲ့တင်ထားတယ်အဲ့ဒါလေတွားရောက်တင်နေလို့မောင်မထင်းနေပေါ့နော်ဒါတော့ကလေးဆိုတာじゃကလေးကြီးပိုင်းနေပေါ့နော်တော်တော်များကလေးကြီးပိုင်းနေကစားစရာနည်းနည်းရဲတဲ့ကလေးတွေလောက် ပိုဆင်းပြည့်တယ်ကလေးအောက်တိတိတိလေးတွေကြတော့တိတ်စင်မပြေဘူးပေါ့နော်တိတ်စင်မပြေဘူးဆိုတာကကြတော့အဲ့တိတိလေးကလေးတွေကစားတဲ့ကစားစရာနှဲပါတယ်နော်နှဲရဆိုတော့ခါကြတော့နောက်ထပ်ဒီဥစားကစားခွင်းရဲ့ water pad ရဲ့ရတဲ့ sea amazing pad ပေါ့နော် sea amazing pad အရင်တော့ဆိုစင် sea အာဆီယံပတ်လို့ပဲခေါ်တယ်အခုကျတော့ဆီယံအမေဇင်ပတ်အာပြောင်းလိုက်တော့ကြာပါပြီဈာခွေးမဲပေါ့နော်ဒါပေမဲ့ စားကစားချင်ပြီးပေါ့ကစားဝင်းပေါ့နော်အဲ့နေရာကိုလည်းသွားရလဲပတ်လို့ရတယ်အဲ့ဒီရဲ့လက်မှတ်တွေမောက်မာစီမှာကြိုးဝယ်လို့ရတယ်ပေါ့နော်ဒါတွေကအထင်ကြီးနေရာတွေဖြစ်တဲ့အတွက်ကြောင့်တကယ်လို့ခီးတဲ့တွေကမလာဘူးဘူးလာတဲ့ခါကျလို့ဆင်းလဲထဲ့ဆွဲမယ်ဆိုဒီအရာတွေထဲ့ဆွဲလို့တင်းတော်တယ်ပေါ့နော်ပြီးရင်နောက်ထပ်တစ်ခုတည်းထိုင်းနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ကြီးဆုံးတလိဆန်ဥယျင်ဖြစ်တဲ့ဆက်ဖလီဝေါ်အဲ့ဒါကြတော့လုံးဝကိုသွားမဖြစ်မနေသွားကိုသွားတင်တယ် ကလေးတွေအတွက်လည်းကလေးကြီးကလေးငယ်ကလေးလက်အကုန်လုံးအတွက်အဆင်ပြေတယ်ဗောနော်ဒီမှာရှိုးတွေအများကြီးရှိရယ်ပြီးတဲ့ခါကျတော့ဆင်းတို့တလေးဆန်ရိုင်းတွေတလေးဆန်ရှင်တွေအကုန်လုံးအဲ့မှာတနေရာထဲမှာတွေ့ရမှာရှိုးတွေဆိုလို့ဆင်းလည်းဒီရင်ဝါးတဲ့တလေးဆန်တွေကိုရှိုးပြတဲ့ဒီမရိတ်ဘတ်ထဲမှာရှိရယ်လင်းပိုင်ရှိုးเนาะစပိုင်ဝါရှိုးเนาะအဲ့ဒါကိုတနေကုန်ပြတာတနေကုန်ပြပြီးတာ ਨੇ တို့ဒီအပြင်မှာထွက်ပြီးတော့ကြားတွေချင်းတေးတိရလာတရေတွေအဲ့လိုမျိုးပေါ့ကိုမမြင်ဘူးတဲ့အကောင်ချုပ်မျိုးစိတ်ကွဲတွေအားစားမိပန်တာတို့အားစားရှိတယ်။အဲ့ဒါကြတော့ဆက်ဖလီဝေါ်ထဲမှာသူကကြတော့တိရစ္ဆာန်ရိုင်းနေရှိတယ်။ကားနဲ့တစင်းတက်ပတ်ကြတယ်။ဘယ်လောက်ထိမိုက်လဲဆိုလို့ရှိရင် တော့သူက river safari လို့ပါတော့နောက်ပိုင်းကလှုပ်လာတာပေါ့နော် river safari ဆိုလို့ရှိရင်လုံးဝတောတောင်ထဲဝင်ရောက်သွားပြီးလေပတ်နေတဲ့ပုံစံမျိုးတိရလား။ ဒါရေဒီခုံကြီးတွေ့တာလို့အာမွေကြီးတွေ့တာလို့အမျိုးအဲ့ဒါလေးတွေကိုလှေလေးသေးသေးလေးနဲ့တလားအမလုံးဝကိုဖောက်ပလိုက်တာအရန်မိုက်ပါတယ်အဲ့ဒါကြာဆက်ဖာလီပေါ့နော်သွားကြောက်လေပတ်တင့်ကိုတင့်တယ်နောက်တနေ့ကကြာတော့ညဘက်ပေါ့နော်ညဘက်ဆိုအေရှာထစ်ဒါကြာတော့ညီမတို့ဟိုတော်တော်များများပေါ့နော်ဒီနာခရုစတီပါရီစားတဲ့ခါကျရင်အေရှာထစ်ကဟိုတွားကိုတွားတင့်တယ် နော် Asia ထဲမှာစီးလို့လည်းရတယ်လို့မျိုး Icon ဆီယံမှာလည်းစီးလို့ရတယ်ဒါပေမဲ့အန်ကုတ်ဆီယံကကြတော့ပထမဦးဆုံးဂုံတိုက်လို့ပြောလို့ရတယ်ပေါ့နော်ပထမဦးဆုံးဆိုတာနံပါတ်1ဂုံတိုက်ပေါ့နော်နံပါတ်1အကြီးဆုံးဂုံတိုက်စီးရင်ထဲမှာပါသွားတော့ထိုင်းနိုင်ငံပေါ့နော်တော်တော်လေးတွေလည်းလှတယ်တော်တော်လေးတွေလည်းစိတ်ဝင်စားကြကောင်းတယ်ဒါပေမဲ့ Asia ထဲနဲ့ကကြတော့မတူဘူး Asia ထဲနဲ့ကကြတော့သူကကြတော့ဆိုင်ကန်းနေအများကြီးထောင်နဲ့ချီပြီးတော့အမှဈေးတွေရောင်းတာအများကြီးရှိရဲအဆုံရရပြီးရဟိအကြီးကြီးတယ်မလားအဲ့ကနေသူကမျောစင်ကနေသူကဖြူးကြီးတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံ အရှက်တိကအဲ့လိုမျိုးဆိုတော့ခါကျတော့အိုင်ကွန်ဆီယာကလည်းသူ့အလားနဲ့လူသူ့လားတရားနဲ့သူရှိတယ်သူ့အနဲ့သူစိတ်ဝင်စားစရာကောင်းတယ်တွားရောက်လဲပတ်တင်တယ်ဒါပေမဲ့အရှက်တိကလည်းသူသူ့လိုမျိုးပဲပေါ့နော်ဟိုသူ့ဟာနဲ့သူတော့ဟိုအဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးအားကြတော့ညာဘက်လဲတာနောက်တစ်ခုကကြတော့ဗာလဲဆိုလို့စင်ဂျော့ဖယ်ဂျော့ဖယ်နိုင်မာကတ်ပေါ့နော်ဂျော့ဖယ်နိုင်မာကတ်ဆိုတာထိုင်းနိုင်ငံမှာအခုဒီနောက်ပိုင်းနှစ်တနည်းနည်းလောက်မှာပို့ပြီးတော့ခစ်စားလာတာပေါ့နော်ဂျော့ဖယ်နိုင်မာကတ်က ူလဲအခွဲတွေအများကြီးတော့ရှိပါတယ်အရင်တော့အဲ့ဒီ night market ကအရင်တော့ကဘယ်မှာရှိရဲဆိုတော့ train market မှာရှိတာ train night market မှာရှိတာဒါနမဲနော် train night market ဆိုတာအဖက်နာရဲ့အနောက်မှာရှိတာအဲ့မှာလဲအရန်ကိုစီးပြီးအရန်ကိုရောင်းရတယ်အရန်ကိုလဲရောင်းကောင်းတယ်အရန်ကိုလဲစားကောင်းတယ်ပေါ့နော်အဲ့ဒါအကုန်လုံးတွားကြတယ်စားကြတယ်အဲ့ဒါကြတော့ job fair နောက်ထပ်တနေ့ကအခုပြောင်းလိုက်တဲ့ခါကျတော့ Center Romanai ရဲ့အနောက်ကျောမှာပေါ့နော်အဲ့ဒါမှာလုပ်တဲ့တအားစီတယ်ဒါပေမဲ့သူတို့ရဲ့စာချုပ်က ိုးတဲ့အတွက်ကြောင့်မို့လို့အဲ့မှာဖြတ်သိမ်းလိုက်ရတယ်ဖြတ်သိမ်းလိုက်ရပြီးတော့အခုဘယ်မှာပြောင်းသွားလဲဆိုတော့ BC ဘေးနာမှာ BC ဘရမနိုင်မယ်အဲ့ဒီနေရာပဲသူ signature အဲ့မှာတွေကိုလည်းပတ်နေတာဒါပေမဲ့လုံးဝပေါက်တဲ့အဲ့လိုမျိုးစားတော့တွေလည်းအရင်ကောင်းတယ်ဒါပေမဲ့နည်းနည်းတော့အပြင်ထက်ကိုဈေးကြီးတယ်ကိုစားချင်တာကိုကိုမျက်စိထဲမှာပေါ့နော် street food ပုံစံမျိုးလမ်းလျှောက်ပြီးကြိလိုက်ပြီးတော့စားလို့ရတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့်မို့မောင်းမတော့ကြိုက်တယ်။အဲ့အတွက်ကြောင့်မို့လို့ customer လာတဲ့လူတိုင်းပဲတွားရောက်တင်တဲ့နေရာဆိုလို့ရှိရင်အဲ့ဒီနေရာလေးတွေမောင်းမအရင်ဦးဆုံးညွှန်ပေးလိုက်တာ။ အများကြီးရှိတယ်ဒါပထမဆုံးကိုရောက်တဲ့ချိန်ကြရဲ3ရက်ပဲရှိတယ်4ရက်ပဲအချိန်ရှိတယ်5ရက်ပဲအချိန်ရှိရဲဆိုလို့ဆင်တော့ဒီလိုမျိုးတွားပါအဲဒါဆိုလို့ဆင်တော့မဲဥမာကိုမေးပေါ့နော်တခုခုဆိုလို့ဆင်မေးဖို့မမေးပါနဲ့လို့ဒီကနေ့ပြောပြစီ